ပုဒ္ဓနဲ့မွေသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ1ရက်နေ့နေ့9ရက်နေ့တော်တွင်မှာအပြောင်းလဲနဲ့တိုးတက်မှုတွေရှိမယ်ရှင်ပန်းချက်စရာမြင်မယ်လူမျိုးပဲချိုးပေးမယ်ဝေးချေးကံကောင်းမယ်နေရာပြောင်းလဲခြင်းရဲ့အနစ်စာရကောင်းကိုကြုံမယ်မဖြစ်နိုင်မှုထင်တဲ့လူတွေလုတ်ကြံပြီးအောင်မြင်မယ်တရက်နေ့ဟာကောင်းသောပြောင်းလဲနဲ့တိုးတက်မှုရှိစေတယ် နှစ်ရက်နေမှာဝေးကြီးကိစ္စဒုံငန်းကိစ္စမှတ်သမျှဆောင်ရွက်ဆင်ပြေမယ်၃ရက်နေမှာရန်တိုက်ခံနေတဲ့ထိတိုက်တွေ့တတ်တယ်၄ရက်နေကအရေးပါတဲ့ဆုံးဖြတ်ချက်စာရမယ်၅ရက်နေမှာရပိုင်ခွင့်တွေပြန်လည်တောင်းဆိုရရှိမယ်၆ရက်နေမှာ အခက်အခဲဖြစ်ရှင်းနိုင်မယ်ဘဝတွတ်တယ်မယ်၇ရက်နေမှာသူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်တွေနှောင့်နှေးခြင်းကြကြခြင်းတွေကြောင့်မယ်ဒီတပတ်တာကာလအတွင်းမှာ ဇာသာပတိနဲ့ဗုဒ္ဓနဲ့စနေနေ့မွေးသူတွေကောင်းကျိုးပေးလိမ့်မယ်။တနင်္ဂနွေတနင်္လာနေ့မွေးသူတွေဒုက္ခပေးလိမ့်မယ်။အဖြူအစိမ့်မီကိုရောင်တော့ကိုအကျိုးပေးတဲ့ရောင်နေ့ဖြစ်သုံးဆွဲနိုင်တယ်။နံပါတ်3ခုကိုကနိုင်နေ့ကျိုးပေးတယ်။ထူးခြားချက်က3ရက်နေ့အောက်တိုဘာဒနသိတိနေ့ကစမ်းရှင်တဲ့နေ့ဖြစ်တယ်။ပိုက်ဆံအဆုတ်တွေပြန်ပြီးတော့ကတ်ပြီးတော့စနေတကြအဆုတ်အနှုတ်တွေကိုသေချာသိမ့်ပြီးတော့တနင်္လာမှာ စုဖာစုပုံသေချာ သိမ့်စီလိုက်ပါထူကြတဲ့ကံကိုရစေတယ်6ရက်နေ့တင်းကျွတ်လာပြည်နေ့အဲ့ဒီနေ့မှာတင်းလာနေနဲ့တိုက်ဆိုင်နေအနေကစားကာတာတို့နာယူခြင်းအနေကစားတင်ခြင်းပြုပါ အကြီးကဲများထံသွားရောက်ကာရဝပြုခြင်းကရော့ခြင်းပြုပေးပါဒီတစ်ပတ်အတွင်းကောင်းခြင်းကံကြမ္မာများရစေခြင်းအတွက်အကြီးကဲတို့ကိုမောက်သစ်သီးတို့လူတန်းခြင်းပြုပေးပါယေရှုတင်ပါတယ်